အခုဆက်ပြီးနိုင်ငံတကာနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်သွားမှာပါ။ထိုင်းနိုင်ငံရချက်ဘူရီခရိုင်မှာမြန်မာရွှေ့ပြောင်းအလုတ်သမားတွေတင်လာတဲ့ကားတစ်စီးမောက်ပြီး၉ရောက်တေဆုံးခဲ့ရတဲ့ဝန်ထဲစရာသတင်းတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ဒီဇင်ဘာလ၃ရက်မနေ့ပိုင်းကမြန်မာလုတ်သား၁၅ရောက်ကိုတင်ဆောင်လာတဲ့ကားတစ်စီးတူးမြောင်းထဲထိုးကျတိမ်မောက်သွားတာဖြစ်ပါတယ်။ဒီဖြစ်စဉ်ကတော့ရုရှားဘူရီခရိုင်ဖက်ထိုမြို့နယ်နားမှာမနက်9နာရီခွဲလောက်ကဖြစ်ခဲ့တာပါ Toyota အမျိုးအစား SUV ကားတစ်စီးဟာလမ်းပေါ်မှာတာယာပေါက်ပြီးအချိန်မထိန်နိုင်ဘဲသူးမြောင်းထဲထိုးကျသွားတာလို့ထိုင်းရဲ့တပ်ဖွဲ့ရဲ့ကနဦးစစ်ဆေးမှုတွေကနေသိရတယ်လို့ထိုင်းသတင်းတွေကဆိုပါတယ်ကဲဇေးရီအဖွဲ့တွေကားကိုဆွဲတင်လိုက်ချိန်မှာတော့ကားထဲကနေအမျိုးသား၈ယောက်အမျိုးသမီး၃ယောက်စုစုပေါင်းမြန်မာလောက်တာ၉ယောက်ရဲ့အလောင်းကိုတွေ့ခဲ့ပါတယ် ထိုင်းရဲ့တပ်ဖွဲ့ရဲ့ပြောဆိုချက်အရဒီကားဟာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာလုပ်သား15ယောက်ကိုတင်လာတာဖြစ်ပြီးဝန်အလွန်အကျွံများပြားနေခဲ့တာလို့ဆိုပါတယ်။အရေးကြီးတဲ့အချက်ကတော့ယင်သိမ်းမမှုဖြစ်ပွားပြီးတဲ့နောက်ကားသမားအပါဝင်ကျန်တဲ့မြန်မာလုပ်သား6ယောက်ကအနှစ်ယောက်ကားတစ်စီးနဲ့ထွက်ပြေးသိမ်းရှောက်သွားကြတာပဲဖြစ်ပါတယ်။ထိုင်းရဲ့တပ်ဖွဲ့ကတော့တရားမဝင်လူကုန်ကူးမှုနဲ့တရားဥပဒေအရအရေးယူနိုင်ဖို့အတွက်ထွက်ပြေးသွားတဲ့ယင်မောင်းတဲ့6ယောက်ကိုလိုက်လံစုံစမ်းနေပါတယ်။ ထိုင်ဝမ်အမခန့်ချက်အကောင့်ထဲပေါ်ရေးအဥပဒေထိုင်ဝမ် Assurance Implementation Act ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဒီဇင်ဘာ2ရက်နေ့ကလက်မှတ်ရေးထိုးလိုက်ပါတယ်ဒီဥပဒေအရအမေရိကန်နဲ့ထိုင်ဝမ်ကြားမှာတရားဝင်ဆက်ဆံရေးကိုနိုင်ငံခြားရေးဝန်ကြီးဌာနကပုံမှန်သုံးသပ်ပြင်ဆင်မှုလှောက်ဆောင်သွားရမှာဖြစ်ပါတယ်။ ဒါဟာ2020ခုနှစ်ကပြတ်ထန်ခဲ့တဲ့ထိုင်ဝမ်အာမခံမှုအဲ့ဥပဒေကို ပြင်ဆင်ဖြစ်ဆွတ်ထားတာဖြစ်ပါတယ်။အရင်ဥပဒေမှာထိုင်ဝမ်အမေရိကန်ဆက်ဆက်ရေးလမ်းညွှန်ချက်တွေကိုတစ်ကြိမ်သုံးသပ်ရန်ဖော်ပြထားပြီးမဲ့ဥပဒေအသစ်အရာအနည်းဆုံး၅နှစ်ကိုတစ်ကြိမ်သုံးသပ်ပြင်ဆင်ဖြစ်ဆွတ်မှုတွေလုပ်ရမှာဖြစ်ပါတယ်။ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးလင်ချီယာလွန်ကအမေရိကန် ထိုင်ဝမ်ဆက်ဆံရေးဟာရှေ့ကိုချစ်တယ်လန်းတိုးသွားပြီလို့ပြောလိုက်ပါတယ် ထိုင်းနိုင်ငံကကြားဖြတ်လို့ခေါ်တဲ့ငွေကြေးလိမ်လည်မှုတွေကိုတိုက်ဖြတ်ရမှာပိုင်ဆိုင်မှုတန်ဖိုးဒေါ်လာတန်300ကျော်ကိုတင်စီခဲ့ပြီးလူ42ယောက်ကိုဖန်ဝရန်ထုတ်ထားတယ်လို့ထုတ်ပြန်ပါတယ်။စုစုပေါင်းဘတ်7ဘီလီယံကျော်အမေရိကန်ဒေါ်လာ338တဲ့တန်မိုးရှိတဲ့ပိုင်ဆိုင်မှုတွေကိုတိလိုက်တယ်လို့ထိုင်းဘဟုစုံစမ်းစစ်ဆေးရေးဘယူရိုကော်မရှင်နာဆိုဖွန်ဆာရက်ဖက်ကမနေ့ကလုတ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ သိသိခဲ့တဲ့ပိုင်ဆိုင်မှုတွေမှာအမေရိကန်ကပိတ်ဆို့အရေးယူထားတဲ့ print အုပ်စုဦးဆောင်သူတရုတ်ကမ်ဘောဒီးယားစီးပွားရေးလုပ်ငန်းရှင်ချန်ဂျီကမ်ဘောဒီးယားလွတ်တော်ဥက္ကဋ္ဌနဲ့ဝန်ကြီးချုပ်ဟာဟွန်ဆန်နဲ့နှိစက်တယ်လို့စွပ်စွဲခံရတဲ့ကောက်အန်နဲ့ယင်လက်တိုရဲ့ပိုင်ဆိုင်မှုတွေပါဝင်ပါတယ် လူခဲတဲ့နလာအတွင်းမှာတော့ Prince အုပ်စုပိုင်ဆိုင်မှုတွေကိုဟောင်ကောင်မှာဒေါ်လာ354တန်ဖိုးနဲ့စင်ကာပူမှာဒေါ်လာ136တန်ဖိုးကိုတက်ဆိုင်ရာအာနာပိုင်တွေကသိမ်းဆည်းခဲ့ပါတယ်။ Prince အုပ်စုနဲ့ခြံကြီးဟာ online ငွေလိမ်မှုတွေမှာပတ်သက်တယ်ဆိုပြီး American နဲ့ဗြိတိန်နိုင်ငံတွေက crypto နှစ်ဘီလီယံနီးပါးကိုသိမ်းဆည်းခဲ့ပါတယ်။ခြံကြီးကိုလည်း American ကလိမ်လည်မှုတွေနဲ့ငွေကြေးခဝါချမှုတွေအတွက်တရားစွဲဆိုထားပါတယ်။